ဆက်ကျွန်တော်တို့ကအဲဒီသမနာကြီးပေါ့နော်ဝေယုမှုကြီးကတရံကျဲမှာသူစီးပွားရေးလုပ်ငန်းရှင်နဲ့တွေ့တော့ပြောခဲ့တာရှိတယ်။ဒီ SKD ထုတ်လုပ်မှုတွေကိုလည်းအခုတည်းပို့ပြီးတော့ထုတ်လုပ်နိုင်အောင်ပေါ့ဆောင်းသွားမယ်ဆိုပြီးတော့ပြောတယ်။အဲ့တော့အဲ့တော့ခုနဟာနဲ့ပြန်ချိန်မယ်ဆိုရင်အဲ့လာမဲ့ကားစီးကွက်ကဘယ်လိုဖြစ်သွားနိုင်လဲ။တော်တော်သူကအခွန်ခါရေးလဲလျှော့ပေးမယ်ဘာညာရေးဆိုတော့ အဲ့ဒါလေးလည်းတစ်ချက်သုံးသပ်ပြီးပါဦး SKD ကိုပို့ပြီးတော့တွားပေးကျင်တာတော့နာနိုင်ငံတိုင်းမှာရဲ့နိုင်ငံတိုင်းမှာတွားတဲ့ရုံမတ်နဲ့စနစ်တစ်ခုပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့အမြဲတမ်း input တွေးမဲ့အစားကိုယ်နိုင်ငံမှာတက်ဆင်ထုတ်လုပ်ခြင်းအပြင်ကိုယ်နိုင်ငံရဲ့လူတွေအလုံးကိုင်ခွင့်လန်းပူများတာမဟုတ်။နောက်ပြီးတော့ခွန်ခါလည်းပို့ပြီးတော့ shop ပို့ပေးတာတော့သုံးဆွဲတက်တာမလားဆိုပြီးတော့ဒါလုတ်ပြီးကြည့်တဲ့ဘက်ပေါ့။ လောဆယ်အခွန်အခါလျှော့ပေးနေပြီနဲ့လေမြန်မာနိုင်ငံမှာကလျှော့ပေးတဲ့အခွန်အခါကအာထုတ်လုပ်တဲ့သူရဲ့ဈေးနှုန်းပေါ်မှာတော့တက်ရောက်မှုဖြစ်နေတော့ဒါဆိုတော့ပြိုင်ပွဲမရှိဘူးဖြစ်နေတော့ဆိုတော့စောတော့ပြောသလိုပေါ့ SKD ကဏ္ဍကိုပို့ပြီးမြင့်တင်မယ်ဆိုတာနှစ်ပိုင်းထပ်ဖြစ်သွားဆိုဆိုအောင်ဘေး SKD ကဏ္ဍကိုမြင့်တင်ပါလေဆိုကျွန်တော်တို့ပြန်စဉ်းစားအောင်ပေါ့ဆိုတော့ EB ရဲ့ SKD အခန်းကဏ္ဍကိုမြင့်တင်ပါလား ICE ရဲ့အခန်းကဏ္ဍကိုမြင့်တင်ပါလား ်နှစ်ခုစလုံးရဲ့ခန့်ကန်တာကိုမြင်တယ်မလားဆိုကျွန်တော်တော့နှစ်ခုစလုံးရဲ့ခန့်ကန်တာကိုမြင်တယ်ဖို့ပဲအကြံပေးရမှာဒါမှလူတွေရဲ့သုံးဆွဲတဲ့လူတွေရဲ့ choice ကသက်ဆိုင်ရာအလိုက်ကိုတွားမအောင်ဆိုတော့နှစ်ခုစလုံးရဲ့ကန္နာ SKD ကိုအားပေးမယ်ဆိုရင်တော့ဝမ်းသာစရာပေါ့သုံးဆွဲတဲ့လူတွေရဲ့ဈေးနှုန်းချိုတာဆိုသုံးဆွဲနိုင်အောင်ပေါ့နောက်ပြီးတော့ SKD ကနောက်အားပေးရင်လည်း SKD မှာတင်သွင်းတက်ဆင်ထုတ်လုပ်တဲ့အရေးအတွက်ကိုလည်းပို့ပြီးတော့အားပေးဖို့လိုတာပေါ့ဒါမှလည်း ထိရောက်တဲ့ထိရောက်တဲ့ပံ့ပိုးပူညီမှုတစ်ခုဖြစ်မှာပေါ့လုပ်ငန်းရှင်တွေကလည်းကြိုးရှိမယ်မြန်မာနိုင်ငံမှာပြည်သူတွေ၃၀ရာလဲဈေးနှုန်းထိုက်တင်းတဲ့ဈေးနှုန်းတင်းတင်းမြတ်တာလည်းဈေးနှုန်းတစ်ခုလို့ဖြစ်မယ်လို့ယူဆပါတယ်အဲဒါကြောင့်မလို့ဟို SKDU အားပေးတာတော့ဝင်တာပါလေအားလေးအားပေးတင်ပါတယ်ဒီပေါ်မှာအားပေးတဲ့အခါမှာအကုန်လုံးအကျိုးရှိမဲ့ပုံစံမျိုးတော့ဖန်တီးပြီးဘူးတော့ဟိုလမ်းညွှန်ပေးဘူးတော့ ကျွန်တော်ဒီကနေ့အကြံအကြံပြုလိုတာပေါ့နောက်တစ်ခုကလည်းဆရာရဲ့အခု SKD ထုတ်လုပ်ဖို့ဆိုပြီးတော့ပြောတာသူက EV ထုတ်လုပ်မှုကိုသူကဒီမှာလာပြီးတော့ထုတ်လုပ်ကြဖို့ဆိုပြီးတော့သူဖိတ်ခေါ်တာလားရှိရဲ့ပေါ့ဆိုတော့ EV ထုတ်လုပ်မှုတွေတော့ဒီလိုလာပြီးတော့ရင်းနှီးမြှုပ်နိုင်မယ်ဆိုရင်သူကမြင့်တက်လာနိုင်ကြရဲ့တော့ရှိတယ်ပေါ့ဆရာအဲ့တော့ EV ကထုတ်လုပ်မှုတွေမြင့်တက်လာရင် ဈေးတွေတက်တာသွားနိုင်သလားတတွဲထဲမှာဒီဘက်က IC ကားတွေပါ လိုက်ပြီးဆင်းသွားနိုင်သလားဘယ်လိုမြင်မိလဲပဲသုံးသပ်ပြပေါ့အဲ့လားကတော့လောလောဆယ်တစ်နှစ်အတွင်းမှာတော့ EV က SKD ထုတ်လို့အရေးအတွက်မြန်မြန်ထွက်လာရင်တော့ EV ကရဲ့ sorry EV ကမြန်မြန်ထုတ်လာရင်တော့မှအရေးအတွက်မြန်မြန်ထုတ်ရင်တော့ ICE ကရဲ့ ဈေးကွက်ထဲမှာတက်ရောက်မှုကတော့ရာခိုင်နှုန်းအားဖြင့်ပြောရရင်တော့15ရာခိုင်နှုန်း20ရာခိုင်နှုန်းလောက်ပဲတက်ရောက်မှုရှိမှာဟိုစောစောကကိုပြောသလိုဒါရိုက်ကြီးအချို့မကြောက်ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံက EV ကသုံးဆွဲမဲ့မြို့နယ်ဒေသဘောင်းဆိုအကုန်သုံးဆွဲလို့မရသေးဘူးအဓိကအားနည်းချက်က infra မီကျန်တဲ့နယ်တွေတောရွာတွေမှာဘယ်လိုသွားသုံးဆွဲမှာလဲ EV ကသုံးပြီးတော့မိဆက်ကြီးနဲ့နှုတ်ဖို့ဆိုလည်းမဖြစ်နိုင်ဘူးကျွန်တော်ပြောတာနောက်တစ်ခုက ိုင်ငံတော်ကနောက်ထပ်ပံ့ပိုးပေးဖို့ကတခုကျွန်တော်ကတော့လိုအပ်ချက်လေးနည်းနည်းလေးတော့အဲ့လားဒီပံ့ပိုးလိုက်နဲ့သိကောင်းဘာကြောင့်လဲဆိုတော့ဟို main cable နဲ့တွေ့တွေ့တွေ့တန်းပြီးတော့ charging station များများထောင်ဖို့ကိစ္စပေါ့ charging station နေရာတွေကိုဒီတဲ့ကြည်ကြည်ပြပြလုပ်ဖို့လိုပါတယ်အာခွင့်ပြုထားတဲ့ကုမ္ပဏီအခုတရားလောက်ကိုလည်း စနစ်တကျပေါ့သူတလူငါသမီးမဖြစ်အောင်ဒီနေရာမှာဒါရှိရင်ဒီနေရာမှာဒါဒီကုမ္ပဏီကဒါဒီကုမ္ပဏီကတဲ့ဟိုကရန်ကုန်အမြင်နဲ့သွားနေတယ်ရန်ကုန်မန္တလေးလမ်းနောက်တစ်ခုကရန်ကုန်တောင်ကြီးရန်ကုန်မော်လမြိုင်ရန်ကုန်ပသိမ်ချောင်းသာလမ်းဒီလိုနေရာမှာစနစ်တကျပေါ့ဟိုအဝေးကိုတတ်မှတ်ဖို့မလိုပါဘူးကျွန်တော်ဆွတော့ပြောသလိုပါ50တုံးမ85မိုင်ရှားစီရှားစီရှားစီတတ်မှတ်လိုက်သူကနေသူတုံးဆွဲတဲ့လူအကုန်လုံးအဆင်ပြေသွားမှာဒါဆိုရင်တော့ဆွတော့အခုပြောသလိုပါတက်ရောက်မှုက လူတွေရဲ့တက်ရောက်မှုကပို့ပြီးတော့ဟိုဒီဈေးကွက်ထဲမှာပေါ့နော် IC ရဲ့ဈေးနှုန်းရဲ့တက်ရောက်မှုကပို့ပြီးတော့ဆွတော့15 20ရာနေပြီးတော့ပို့ပြီးတော့ရော်ဆင်းသွားမှာပေါ့ဆိုတော့မဟုတ်ရင် IC ကစီးတဲ့လူက EB ကကိုတုံးဆဲဖို့ဆိုတာသူတို့အနေနဲ့အမြဲစဉ်းစားတယ်အရေးတကြီးနဲ့ခီးထွက်သွားရင်ဘယ်လိုလုပ်မလဲအင်းဟိုရောက်ပါမလားဆိုလဲတွေးခေါ်မျိုးဆိုတော့တိုက်ခန်းမှာနေတဲ့လူတွေရဲ့ချာချင်းစီရှင်ဘယ်လိုလုပ်အောင်ဘာမှအသွင်းမလဲရောက်ကုန်မျိုးမှာဆိုရင်ကွန်ဒိုမှာနေတဲ့လူတွေကဘယ်လိုအသွင်းမလဲ နောက်ပြီးတော့အိမ်မာတော်မှအားသွင်းတဲ့အခါမှာတွေ့တန်းတဲ့အခါမှာဒီမီအားရဲ့ bodish ကိုနိုင်ဖို့ရတယ်ရှိသေးတာ哦ဆိုတော့ဒါရီကအားလုံးအခြေခံကြကြဆက်ဆက်နေတာပေါ့နော်ဒီလိုအပ်ချက်တွေကိုတကယ်ကိုဟိုပြပြပြပန်ပိုးနိုင်မယ်ဆိုရင်တော့ဘုကပြောသလိုပေါ့ EB မြန်မြန်ထုတ်လေ IC ကဈေးဘက်ကတက်ရောက်လေပေါ့ဘာဖြစ်လို့ EB ကဟို ပြောရရင်ကွာ IC ကနေ EV ကကပါလဲစပက်တွေရောဒီဇိုင်းတွေရောတွင်ပြင်ရောလူငယ်က EV ပဲကြိုက်တာတကယ်လည်းမြင်တယ်ဖုန်းတစ်လုံး iPad တစ်လုံးသုံးရတယ်သွားတူတယ်ဆိုတော့အခုခေတ်လူငယ်လေးတွေကပညာတတ်လူတန်းစားနောက်ပြီးတော့ဟိုလေးလာခြင်းနဲ့စီးပူးခြင်းနဲ့စမ်းသစ်ခြင်းနဲ့အဲဒါလေးကိုတုံးကျင်တဲ့လူတွေများတဲ့အခါကျတော့ EV ကိုပို့ပြီးတော့စိတ်ဝင်စားကြ EV ရမောင်းတဲ့ခါမှလည်းတကယ်ကောင်းတာပါတကယ်ကောင်းတာပါအဓိကကတော့ဟိုအကိုစောစောပြောသလိုပေါ့ ဟိုအီဗီကန်နာကပို့ပြီးမြင်မာလာဖို့ဆိုရင်သူ့ရဲ့ infra ကိုအရင် ဖြည့်ဖို့လိုတယ် infra ဖြည့်မှာပဲဈေးွက်ထဲမှာရှိတဲ့30လူကမြင်လာတဲ့အခါကျမှဒီ IC က30လူကတဖြည်းဖြည်းရောကြလာမှာတဖြည်းဖြည်းမှတောက်တဝက်ဖြစ်လာမှာတဖြည်းဖြည်းမှဒီလိုဖြစ်လာမှာဒီလိုဖြစ်ဖို့ဆိုတာလည်းမူဝါဒတည်ငြိမ်ဖို့လိုတယ် infra ကောင်းကောင်းပံ့ပိုးပေးဖို့လိုတယ်ဒါတော့ကျွန်တော်အမြင်တစ်ခုကိုပြောပြတာပါ infra ပံ့ပိုးပေးဖို့ဆိုတာကအထုံးမူဝါဒနိုင်ငံတော်ဘက်ကပံ့ပိုးမှုလည်းရှိရမယ် သက်ဆိုင်ကုမ္ပဏီရဲ့ဘက်ကလည်းရှိရမယ်အဲ့ဒါလို့ဆိုလိုတာလားမှန်ပါတယ်မှန်ပါတယ်အဓိကတော့ charging station များများထုတ်ဖို့ရဲ့ charging station မှာတွေ့တန်းတဲ့မီဂျိုတွေကနိုင်ငံတော်ဘက်ကနေပြီးတော့အနေနဲ့ပံ့ပိုးပြီးတော့လိုတာပေါ့မီယာ main cable နဲ့မဟုတ်မီခဏမှပြန်ပါမှာအသွင်းမှာလည်းကိုကြီးအဲ့တခုပေါ့နော်နောက်ပြီးတော့မီယာတောင်းဖို့လည်းလိုတာပေါ့ main cable ကနေတွေ့မှာပဲဒါရမယ်ကိစ္စဖြစ်နေတယ်တခုနောက်တစ်ခုကနေရာပေါ့ public နေရာတွေအဓိကတော့လိုအပ်ချက်လေးရှိတာပေါ့ ဒီကဲလူနေဝူးထူထက်တဲ့နေရာမှာကအကပူတုံးကြတာအဲ့ဒီနေရာမှာခြားချင်းစီရှင်များများရှိဖို့ကတော့လိုအပ်တာပေါ့ဒါမှမဟုတ်လေအဲ့ main ရဲ့ဟိုဒီ public နေရာမှာမရှိရင်တော့မှဥပမာကလိုအပ်ချက်တွေကတချို့က shopping mall line နဲ့အာသွင်းခြင်းတယ်တချို့ကပန်းခြံသွားအာသွင်းခြင်းတယ်ဟုတ်တယ်မလားတချို့ကတော့ကိုနေတဲ့အိမ်ဝင်းခြင်းမှာအာသွင်းခြင်းတယ်ဆိုတော့ဒီရက်ွက်အလိုက်မြို့အလိုက်မှာတကယ် public နေရာတွေအများကြီးရတယ်ပန်းခြံနေလို့ဘာလို့ဒီလိုဟာမျိုးနေရာတွေမှာ ဒီဒီကောင်နေရာတိတိလေးပဲလိုတာပေါ့နော်ဒီဒီရာလေးကိုဖန်တီးပေးလိုက်ရင်စီဆိုင်လို့ပေါ့ကွာမြန်မြန်လေးတော့စီပိုင်မှာလည်းတငုံနှုံငုံလောက်ထားပေးမလားဒီဒီလိုမျိုးမြန်မြန်ဖန်တီးလိုက်သုံးဆွဲလို့နေရာတိုင်းမှာအာသွင်နိုင်ကိုအဆင်ပြေပြီးအိမ်မှာအတွင်းဖို့မှဟိုတိတ်ပြီးတော့အဆင်မပြေတာဆိုတော့ကိုမီးရရဲ့လိုအပ်ချက်ကမီးရဟိုဟိုတိုက်ခန်းမှာနေရလို့ဘယ်လိုသွားတွင်းမလဲပေါ့တိုက်ခန်းမှာလူတန်းစားပိုးမများဘူးလားကျွန်တော်တို့မြန်မာနိုင်ငံမှာကွန်ဒိုမှာနေတဲ့လူတန်းစားပိုးမများဘူးလားအဲဒါလေးတွေကိုဖြည့်ဆည်းပေးဖို့လိုအပ်တယ်လို့ကျွန်တော်ယူဆတာပါအဲ့တော့ ဟိုဆရာပြောလို့ဆိုလို့ရှိရင်ဒါသားသာတာ ဖြစ်ဖို့ဟိုနည်းလောအောင်မယ်ဆိုတဲ့သဘောထားပေါ့နော်ဥပမာခုနပြောလို့ infrared တိတ်ကောင်းသွားရင်လည်းခုန IC ဈေးထိုးချသွားနိုင်မှာမျိုးလဲပြစ်ကောင်းဖြစ်လာနိုင်တယ် EV ရထိုးတက်ပြီးတော့ဒါမှမဟုတ်ရင်ငကုလုံးစင်းလုံးကျသွားနိုင်တယ်ခေါင်းပဲလဲသွားနိုင်တယ်ပေါ့နော်အဲ့ဒီငကုချိန်ကြီးဖို့နည်းနည်းသားသာတာဖြစ်ဖို့ဆိုရင်ဘယ်လိုသွားရင်ကောင်းအောင်လဲဗျာနည်းနည်းအကြံကောင်းကြံကောင်းလေး အဲ့လားတော့နိုင်ငံတော်ရဲ့ချမှတ်တဲ့မူဝါဒပုံမှာပဲကျွန်တော်တို့ရဲ့ဈေးကွက်တက်ရောက်မှုနဲ့ပုံမူတည်နေမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်အနေနဲ့ဒါကတော့ပြောဖို့နည်းနည်းလေးခက်ပါတယ်ဆိုတော့အခုပြောသလိုပဲစောစောကနေပြီးပြောပြီးတော့ EV ကားကိုညံ့ညံ့ပေးသွင်းပြီးလူလက်ခံနိုင်တယ်လို့ ICE ကအချိန်တိုအတွင်းမှာလိုအပ်ချက်နေသွားမလားပေါ့ဈေးနှုန်းကျသွားမလားဆိုတော့မဖြစ်နိုင်ပါဘူး ဖိုင်စီကောက်နှစ်ခုစလုံးဈေးကိုပုံမှန်ဖြစ်ဖို့ဆိုမျှကြီးထိမ့်ဖို့လိုတာ EV ကရဲ့ infra ကိုလည်းကျွန်တော်တို့ကဖြည့်ရမယ်သုံးဆွဲတဲ့လူများလာအောင်လည်းဒါကကျွန်တော်တို့ကနေပြီးတော့ဟိုနိုင်ငံတော်ကနေပံ့ပိုးပြီးတော့လုပ်ပြီးနေတယ်လို့ပဲတင်သွင်းတဲ့ကုမ္ပဏီကလည်းရည်သွင်းမြင့်တဲ့ကားတွေလို့ဝယ်သူတွေစိတ်တိုင်းကြ အာမခံနိုင်တဲ့အမျိုးအစားပေါ့နော်ဟိုတကယ်ဝယ်သူတဲ့သုံးဆွဲစိတ်ချမ်းသာမယ့်ဟာမျိုးလေးတွေများများတင်သွင်းပေးရင်လေ EV ကန်တော့လက်ခံတဲ့လူများလာမယ်ထုံလေးလုံကောင်းပဲလောလောဆယ်မှာအခုဆိုတော့ကျွန်တော်ပြောသလို ICE ကားမှာလက်ခံနေတဲ့လူတန်းစားတရက်က EV ရဲ့ EV ကိုဝယ်လို့က20%ဆို ICE ဝယ်လို့က80%လောက်ရှိတယ်80%ရောက်လို့ရှိဒီလူတွေအတွက်ကိုဖြည်းဖြည်းချင်းဈေးနှုန်းကိုရော့ကျတော့ဖန်တီးပေးရမယ်ဆိုတော့ဆိုတော့ပြောတော့အရေးအတွက်တွေဖန်တီးပေးလိုက် ဆိုတော့အများအများကြာကြာကြာလာရင်ဆိုတော့ဒီဘက်ကနေလေပုံမှန်လေးသွားနေမယ်ဒီဘက်ဆိုရင်ဈေးနှုန်းတစ်ခုကျလာလိုက်ရင်ဒီဘက်ကဟာလေတဖြည်းဖြည်းယုံကြည်မှုများလို့ရောင်းဝယ်တက်လာတဲ့အခါကျရင်တဖြည်းဖြည်းဒီဒီကလည်းနှိမ့်လာမယ်ဒီကလည်းမြင့်လာမယ်အဲ့လိုသွားအောင်ဆိုတော့ဒီအားကြီးကိုအကိုဝုန်းနဲ့ဆွဲတင်ပြီးဒါကြီးချမလားဆိုတော့မဖြစ်နိုင်ဘူးဆိုတော့ဆိုအဲ့အဲ့အဲ့နှစ်ခုကိုပြိုင်တူလုံးမှာပဲကျွန်တော်တို့ကအဆင်ပြေမှာဖြည်းဖြည်းနဲ့မှမှအာ EV ကောင်းအောင်ကောင်းအောင်လှုပ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 ်သွားလို့လည်းမရအောင် EV ရဲ့ကောင်းအောင် လုံးလုံးတလို့ ICE ရဲ့အခန်းကဏ္ဍလည်းလိုအပ်ချက်တွေကိုနည်းအောင်တဖြည်းဖြည်းလှုပ်လာမယ်မြန်မာနိုင်ငံမှာရှိတဲ့ခြေလက်နေလူဒန်းစားနဲ့မြို့ပြလူနေဦးဆိုခြေလက်နေလူဒန်းစားပုံများတာကျွန်တော်တို့မှာဒါတော့အဓိကစဉ်းစားမယ်မြို့ပြလူဒန်းစားတရက်က EV ကိုလက်ခံနေနေဆိုပြီးတဲ့ခြေလက်လူဒန်းစားလက်ခံဖို့အရေးတော့ကရှိသေးတယ်ဆိုတော့အခုပြောသလိုဝုံတိုင်းဖြစ်ဖို့လည်းမလွယ်ပါဘူးဆိုတော့ဒီနှစ်ခုကိုမျှကြည့်သွားမယ်လို့ကျွန်တော်ပြောတာပါအဲကောင်းပါနဲ့ ကျွန်တော်လည်းအဲ့လိုပဲစဉ်းစားစဉ်းစားမိပါလေ။ဟိုတဲ့ကျွန်တော်တို့အခုလက်ရှိပေါ့ဟိုကိန်းကနန်းလေးတွေချို့ပေါ့နော်။ဟိုပြောလို့ရရင်လည်းနည်းနည်းပြောပြပေးပါဦးမယ်။ဟိုကျွန်တော်တို့လက်စစ်ကော EV တွေပေါ့သုံးဆွဲမှုအခြေအနေပမာဏလေးပေါ့နောက်နေ့စဉ်တိုးတက်ပြီးတော့သုံးဆွဲနိုင်မဲ့နေထားဥပမာရာခိုင်နှုန်းနဲ့ပြောမယ်ဆိုလဲ ဟိုပြောပြပါဘလို့ဘလောက်လောက်ရှိနိုင်တယ်လဲဟိုခမန်းကြီးလေးပေါ့ဗျာအဲ့လေးတည်ပြရသေးတည်ပြရသေး EV ကပထမဆုံးပိုင်ရောဘလော့ဂျင်းနဲ့စတယ်22 23မှာတော့တွင်းနဲ့ရေတွက်ကကျွန်တော်ထင်တယ်တထောင်လောက်မပြည့်တဲ့ပြည့်တဲ့ထင်တယ်ကျွန်တော်ကျွန်တော်ထင်တာပေါ့နော်ဒါမှားကောင်းလည်းမှားနိုင်ပါတယ်ဆိုတော့23 23ဝင်းကျင်မှာတော့နည်းနည်းလေးတင်သွင်းတဲ့ YouTube ကနည်းနည်းလေးပို့ပြီးတော့2ဆဝင်းကျင်လောက်ဖြစ်လာတာပေါ့နော်အခုဒီနှစ်မှာတော့အဲ့ဒီနှစ်ဆဖြစ်တာရဲ့နောက်ထပ်2ဆဝင်းကျင်လောက်တော့ဖြစ်သွားမယ်လို့ကျွန်တော်ယူဆတယ်အသွင်းတာတော့ရောလောလောဆယ်အကြမ်းမြင်အဖြစ်တော့ကျွန်တော်ခမန်းကြီးအဖြစ်တော့9000 8000နဲ့တထောင်ဝင်းကျင်လောက်ပေါ့ဒီမြန်မာနိုင်ငံရောက်တဲ့ YouTube ကအဲ့လောက်ပဲရှိအောင်မယ်လို့တော့အကြမ်းမြင်ယူဆလို့ရတာပေါ့ကွာဆိုတော့အကြမ်းမြင်ယူဆတော့တိုးတက်လာတယ်လို့ပြောအောင်ပေါ့နောက်တစ်ခုကသူသူဆန်းဆန်းပါကွာ ကျွန်တော်မเออဒီနေ့ဒီနေ့ကျွန်တော်အမျိုးသားပြဿတ်ယုံမှာကျွန်တော်နိုင်ငံတော်ကလည်း EB ကို taxi ကိုအားပေးခြင်းနဲ့ကဏ္ဍနဲ့တင်သွင်းခွင့်လုပ်တဲ့နေရာမှာ EB ကိုအချိုးကျသွင်းရမယ် taxi ကိုအချိုးကျသွင်းရမယ်လို့ပါတာဟုတ်အဲ့တော့လူတွေကတော့မသွင်းခြင်းဘူးပေါ့ဗျာကျွန်တော်တို့လည်းပေးသွင်းခြင်းပါမလဲဒါပေမဲ့ကိုယ့်ရဲ့ ကိုပိုင် brand နဲ့ကိုပိုင်ဆိုတာကိုပိုင်ကိုတိုင်တွင်တွင်နေတဲ့ brand နဲ့ဖြစ်တယ်ကိုလည်းအားမရှိမယ်ဆိုကြမြို့သားကစားယူမှာကျွန်တော် EB taxi လေးကိုကျွန်တော် promo clean နဲ့လုပ်လိုက်တယ်ရောင်းရောင်းသေးတင်လိုက်တယ်ဆိုတော့တွင်းကြည့်လိုက်တဲ့အခါကျတော့အဲ့အချိန်မှာတော့တချို့လည်းတွင်းပြီးပါပြီကျွန်တော်ပထမဆုံးတင်တာမဟုတ်ဘူးတချို့လည်းတွင်းပြီးပါတွင်းပြီးတဲ့အချိန်မှာဝယ်လိုအပ်နေနေသေးတာပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ရောင်းပြီးရဲ့အခါမှာ ထူးထူးဆန်းဆန်းပဲဝယ်လိုအားလေးရအဲ့မှာကျွန်တော်တော်တော်လေးရောင်းလိုက်တယ်10စီး15စီးလောက်ရောင်းလိုက်ပေါ့သူရဲ့တဆင့်စကားတဆင့်နားနဲ့ပဲဆိုရမလို့ပါပဲကွာ EV တက်စီရလူတော်တော်များများလက်ခံပြီးတော့အခု EV တက်စီသုံးဆွဲခြင်းနဲ့တက်စီလောကမှာ EV တက်စီကိုမောင်းခြင်းနဲ့လူတန်းစားအရေးတို့ကဒါအများကွာဒါအင်မတန်ဟိုကောင်းတဲ့ဟိုပါဘာကြောင့်လဲဆိုတော့ EV တက်စီကိုကျွန်တော်တို့က EV တက်စီလို့မှမဟုတ်ဘူးเนาะကျွန်တော်တို့ EV ကားတွေအကုန်လုံးက ်ကျောင်းတဲ့အခါမှာကျွန်တော်တို့ randy service လည်းပါတယ်အာမကံဘယ်နည်းပြီးမယ်ဆိုတော့ပါတယ်သူတို့သုံးဆွဲတဲ့အပြင်သူတို့ဟိုကားတွေဆိုရင်တရှုစီကားတွေဆိုတော့နှစ်ပေါင်းများစွာကြာတော့ဒီက business ring တွေဟာနေတဲ့အခါကျစီအုပ်တာတွေလို့ဟိုအောက်ပိုင်းယူရင်းနေတာလို့ဖြစ်တယ်တေချာပြင်းတော့ရသလားဆိုရပါတယ်ဒါပေမဲ့တစီမောင်းတဲ့လူတွေကလည်းအချိန်မပေးကျင်တာလည်းပါတာပေါ့နော်ဆိုတော့နောက်တစ်ခုကစီစီရဲ့အခြေအနေကလည်းကိုသိရတဲ့အတိုင်းစီစီကလည်းတော်တော်မြင့်နေတယ် ဆိုတော့ EB 3ဆွဲကြည့်လိုက်ဝယ်ပြီး3ဆွဲတဲ့လူတွေကလည်းသဘောကြကြသဘောကြရင်လည်းနောက်ဆက်တွဲမှာလည်းလိုအပ်ချက်တွေကဒါအများလာများလာတဲ့အခါကျတော့ EB တက်စီကိုရွေးချယ်3ဆွဲလို့တော်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 လေးထုထုချာချာပေါ့ကွာအကုန်ပြန်လဲကြတယ်တော်တော်ပြန်လဲကြတယ်အဲ့ချိန်မှာတစ်ခုပေါ့ဗျာတစ်ခုနိုင်ငံတော်ထပ်ပံပို့လိုက်တော့ကောင်းပါဘူးရန်ကုန်မြို့သွင်းပြေးဆဲတဲ့လူတွေကို ဝယ်ယူတဲ့လူတွေရန်ကုန်အမည်တကောင်စင်းနဲ့မတ်ပုံတင်ရန်ကုန်လိုင်စင်ပေးနိုင်သိကောင်းတော့ဘူးကွာဆိုတော့ရန်ကုန်မတ်ပုံတင်တကောင်စင်းဝယ်တဲ့လူတွေကိုကျွန်တော်တို့ကလောဆယ်နေလိုင်စင်းနဲ့ပဲခွင့်ပြုလို့ရတယ်နေလိုင်စင်းနဲ့ခွင့်ပြုရပဲဘလို့ဟာမျိုးဆိုရင်လုံးလုံးခွင့်ပြုတယ်ဆိုတော့ကျွန်တော်ကစလစ်ကန်ရင်တော့ရန်ကုန်လိုင်စင်ရမယ်ဆိုစလစ်တစ်စောင်ကတက်စီရဲ့ဟောင်းစင်းတော့ကမြင့်နေတော့စလစ်တစ်စောင်က100 150လောက်ဖြစ်နေတဲ့ခါကျတော့သူတို့ကလည်းလည်းပြတ်အစ်သွားပြန် ရန်ကုန်လိုင်စင်ကိုသူတို့ကဘလို့မှခွင့်ပြုလဲဆိုကုမ္ပဏီအနေနဲ့တင်သွင်းပြေးဆွေးမယ်ဆိုတော့ရန်ကုန်လိုင်စင်ကိုဆက်လက်ကဆက်ရမှသူတို့ခွင့်ပြုပြန်အဲ့ဒီချိန်ကျရင်တော့ဘာပါလဲဆိုတော့နာမည်ပြောင်းလဲခွင့်မပြုပြောင်းချပိုင်ခွင့်မပြုဆိုပြီးတော့ကာညာနာစာအုပ်မှာတုံ့ထုပြန်ဆိုတော့တကယ်တက်စီလုပ်ငန်းရှင်နေပေါ့နော်တက်စီလုပ်ငန်းရှင်နေလို့နောက်တစ်ခုကတက်စီကိုကိုယ်တိုင်ပြေးဆွေးပြီးတော့ဘဝဝင်စားရှာနေတဲ့လူတွေရာ ်ဘန်နဲ့အရေးကြဝဲတဲ့ခါကျရင်90ရာခိုင်နှုန်းသူဝင်တဲ့ခါကျရင်သူတို့ရန်ကုန်လိုင်စင်လူချင်းကြတယ်သူတစ်စီးတည်းပဲဖြစ်ဖြစ်နှစ်စီးတည်းပဲဖြစ်ဖြစ်သုံးစီးပဲဖြစ်ဖြစ်ဘာကြောင့်လဲဒီ200ကျော်သူတို့မကတ်ချင်ကြအောင်ဆိုတော့ကျွန်တော်စဉ်းစားတာနိုင်ငံတော်ကနေပြီးတော့ pilot project အနေနဲ့ဒီအရာကိုရန်ကုန်လက်စင်ပေးရင်မကောင်းဘူးလား။ဘာကြောင့်လဲဆိုရန်ကုန်မြို့မှာရှိတဲ့တက်စီတွေကဟိုနည်းနည်းလေးဟောင်းလွှဲနေပြီကွာ။ဒီအရာကိုအစားထိုးခြင်းအပြင် CO လည်းတိုင်တိုင်စီစည်းနှုန်းပေါ့စီသုံးဆဲမှုတွေလျှော့ချပေးနေတယ်။တက်စီကအများဆုံးသုံးပါလေ CO ကို ကျွန်တော်ထင်တာပေါ့နော်ဆိုတော့မြို့ပြအင်ကရဲနဲ့လည်းကိုက်ညီသွားမယ်ဆိုတော့အခု30တဲ့လူတွေကဒေါ်လာဆက်မှာ graph ထည့်ထည့်ရှင်နေဆိုရင်ရောင်းဝယ်လိုက်စီဖြစ်မှရမယ်ဆိုတော့တို့ခင်ဗျာဒီ150နဲ့250ကျောင်းမှာရှိတဲ့ဆက်လက်တွေကိုအပြည့်အလျောက်ရှာပြီးကတ်ကြတော့ဈေးတော့မြင့်တော့ချို့လည်းမကတ်နိုင်ဘူးဘယ်လိုလူမျိုးမှထပ်အဆင်ပြေပြန်လဲဆိုတော့ဟိုဒါစီရအခန်းကဏ္ဍဘယ်လောက်ကျပြန်တော့လဲဆိုတော့ကျွန်တော်တို့ client တိုင်းအမှာခိတ်ထောင်ပြီးတော့ရန်ကုန်ပန်းတနော်ဟိုရန်ကုန်မူဦးပြီးအဲ အဲ့လိုပေါ့နီးစက်ရမျိုးတွေပေါ့ကြိုက်လက်ပါညာဆွဲတဲ့ကဘက်ထရီရဲ့ rate ပေါ့ဘက်ထရီ rate ကောင်းတဲ့ဟာလေ400လောက်300လောက်ဆိုရင်900လောက်ဆိုရင်ဒါသူတို့ဟိုပုတ်ကလေးကပေါ့နော်တိတ်ပို့ဆောင်ရလို့တဲ့ခါကျရင်ဈေးလည်းတင့်သွားတယ်တက်တက်ရဲ့လည်းစီးရတယ်ညံလည်းညံတယ်လွယ်လည်းလွယ်ကူတဲ့ခါကျတော့အဲ့မှာလည်းအရင်အသုံးသွင်းဆိုတော့အဲ့လုပ်ငန်းလည်းတော်တော်အောင်နေပြီချို့ကားတွေဆိုရင်ကီလို33000လောက်ဖြစ်နေပြီဒီချိန်သုံးနေတော့မယ်အဲဒါဟိုလောလောဆယ် EV ကို ဟိုတုံးဆွဲတဲ့လူတွေပေါ့သူတို့ကတကယ်ပိုင်ဦးနီးကတုံးဆွဲတဲ့လူတွေဖြစ်နေတာပေါ့တော်တော်မန္တလေးပဲကြာမန္တလေးမီမျိုးဆွဲတာလို့ဘာလို့လဲတော်တော်လေးကိုကြည်ကြဲပြင်းပြန်သုံးဆွဲနေတယ်ဆိုတော့မန္တလေးမီမျိုးဆွဲတာလို့မန္တလေးမိထီလာဆွဲတာလို့လေသူခောက်တူလေးတွေပေါ့ကွာဒီရလေးတွေလည်းအုံးတယ်သူတို့ရှိမှတော့နေနေလဲဆင်းရန်ကုန်နဲ့ဆင်းရန်တော့ပြဿနာမရှိပါဘူးနေကြတော့သူကနေရနေအဆင်ပြေတယ်ရန်ကုန်မှာသုံးဆွဲတဲ့လူတွေကနည်းနည်းခက်ခဲရှိတာပေါ့ဆိုတော့ကျွန်တော်ဆုံးတော့အဲ့ဒါလေးပြောတာပါ EV သုံးဆွဲတဲ့လူတွေရဲ့အခန်းကဏ္ဍမှာဒီတက်စီက ကျွန်တော်ကကိုမေးတယ်မေးခွန်းထဲမှာမပါပြင်းနဲ့ဖြတ်ပြောလိုက်တာပေါ့ EV ရဲ့အခန့်ခန့်တော့တော်တော်ကြီးကျေပြန်တာဆိုတော့မြန်မာနိုင်ငံမှာလည်းမဟုတ်ဘူးတရုတ်နိုင်ငံမှာလည်းဟိုတက်ဆီအားလုံးကလည်း EV ပြောတယ်စီးကားမှမရှိတာဆိုတော့ဒီမြန်မာနိုင်ငံမှာလည်းတက်ဆီလောကမှာ EV ကိုလက်ခံတယ်ဆိုတော့ကျွန်တော်တို့ဝန်တာဆရာတည်ငုံတခုပါပဲကျွန်တော်လည်းပြန်မှကြားရတာပေါ့လေတော်သေးပတ်စံလေးရှိရဆိုရင်ခုကအကြံဉာဏ်ပေးကြတယ် EV တစီဝယ်ထောင်တာမအောင်နိုင်ချင်း9000 6000အကုန်လုံးအဲ့မှာစိတ်ဝင်စားနေကြတယ်ဗောလေ EV ရဲ့အောင်နာကြီးอ่ะဒါတော့အခုဟိုပြောတာဗောတကယ်တကယ်ပထမတော့6000မရှိอ่ะနောက်တော့9000အခု8000တိတော့မြင်နေပြောတယ်ဆိုတော့ဘာလို့ဆီရဲ့လိုအပ်ချက်လုံးဝမရှိတော့သူကညသွင်းတာမနေမောင်းဆိုတော့တနေ့လုံးခံတယ်လीဒါတော့ပူသေးတာဟုတ်ကွာအေးအကုန်လုံးဖွင့်လို့ရသေးတယ်ဆိုတော့အဲ့လိုမျိုးပါပဲဟုတ်ရဲ့ဆရာပြောတော့လေဟုတ်ပါပြီဟို ခုနကလည်းပါတယ်ကျွန်တော်သိထားမိတယ်လေ infrared လို့ပို့လို့ဆိုရင်ကျူးကြီး join ပြီးတော့ station တွေနဲ့လို့ရမှာအများကြီးပေါ့နော်ဆိုတော့ lensy ထုတ်လို့မှုကြတော့ဘယ်လိုလုပ်မြင့်မလို့မလားသူကဆွဲတဲ့အခါမှာ loading တစ်ခုရှိတော့ကီလိုဝက်တစ်ခုပေါ့နော်နိုင်တယ်ဥပမာ150ကီလိုဝက်နဲ့တွန်းမလား80ကီလိုဝက်နဲ့တွန်းမလား90ကီလိုဝက်နဲ့တွန်းမလားဆိုတော့ရှိတယ် ဆိုတော့အဲ့ကီလိုဝက်နဲ့တွင်းမှပဲသူကချာဂျင်တွင်းတဲ့အခါမှာဥပမာ55မိနစ်ကြာမယ်လို့30ကြာမယ်လို့သွားတာ။ဟိုတော်တော်များတော့70ကီလိုဝက်နဲ့တွင်းကြတယ်။ဆိုတော့ဒီလိုတွင်းဖို့ဆိုရင်မိမှန်ဖို့လိုတယ်။နောက်ပြီးတော့ကီလိုဝက်တောက်ဖို့လိုတော့ပေါ့။လာတဲ့ KB ကျော်က main KB ကျော်က join line ဥပမာ main KB ကျော်ကနေဥပမာ main KB ကျော်ကနေတွေ့ပြီးသားဟာထက်တယ်ထက်တယ်ဆိုရင်လည်းဒါမလုံတော့ပြန်ဘူးကီလိုဝက်ကဆိုတော့ main KB ကျော်ကနေတွေ့တန်းထားတဲ့နေရာနေပြီးဖြတ်ပြီးတော့တွေ့လိုက်မယ်ဆိုရင်တော့ဒါလုံလောက်တဲ့ဟာတစ်ခုပေါ့။ ဒါတော့ကိုပြောလက်ရှိမီပိုကောင်းအောင်လို့တော့မဟုတ်ဘူးလက်ရှိမီလာတဲ့နေရာဖြစ်ရမယ် main cable ကျောင်းနေတွေ့တဲ့အဖြစ်လက်ရှိတောက်သွားတော့ပို့ပြီးတော့ cable မှာကီလိုဝက်များများပေးနိုင်တယ်ကီလိုဝက်တောက်ပြီးတော့ပေးနိုင်တဲ့ဟာမျိုးဆိုရင်တော့ပို့ပြီးအသွင်ရတာပို့ပြီးအဆင်ပြေတာပေါ့ဟိုလိုပေါ့ကျွန်တော်ဆိုတာလေအခုတသောင်းမပြည့်ဘူးပေါ့ကဲ EV တသိန်းဖြစ်သွားမယ်လက်ရှိသုံးဆွဲမှုဘယ်လောက်ရှိမလဲ daily usage ကလက်ရှိအသုံးဆွဲမှုကလက်ရှိကပတ်မိုးနိုင်မှာမလား မြင့်တယ်ထုံးလုံးမှုမြင့်တယ်ပေးဖို့လိုမလားအဲဒါတော့ကိုလိုတော့ပေါ့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 နေရာတိုင်းမှာဖန်တီးပြဖို့လိုသလိုလက်စဲကလည်းပို့ပြီးတော့အဓိကတော့ကိုကျွန်တော်ထင်တာတော့လက်စစ်ကဟိုအားသွေးတဲ့နေရာပေါ့နော်များများမိန်းကေဘေးကတွားတဲ့ကီလိုဝက်ကတော့တောက်ပြီးသားပဲလေကိုတောက်ပြီးသားအဓိကတော့နေရာတိုင်းမှာခြားရှင်းရှင်းများများထွင်းနိုင်အဲ့ဒီနေရာမှာတွင်းလို့ရပြီဆိုရင်လည်းအဆင်ပြေပါတယ် အကိုမီးအမှန်ဖို့တော့လိုတာပေါ့မှန်ရင်တော့သူကသူ့ကိုအဆင်ပြေပါတယ်ပေါ့ဟိုတုံးဆွဲတဲ့ကီလိုဝက်လိုက်တော့မီးအားတော့လိုအပ်ချက်တော့ပို့ပြီးတော့များတာပေါ့ကွာဒါပေမဲ့ဒါကတော့နိုင်ငံတော်ကနေပြီးတော့ဟိုပံ့ပိုးပေးနိုင်လောက်တဲ့အခြေအတွက်ပဲ အရေးအတွက်ဟိုမီးရမီးရမီးရပေါ့နော်ဒီလောက်အရေးအတွက်ကိုပြောတဲ့အရေးအတွက်ပေါ့ဥပမာအခုမှ1000ကနန်းပဲ1000ကနန်းဖြစ်သွား1000ကနန်းနေပြီ2000 3000ဖြစ်လောလောဆယ်မှာတော့ပံ့ပိုးဘူးဒီမီးအလောက်နဲ့တော့နိုင်ငံတော်ရဲ့အားမှာတော့အများကြီးတော့တက်ရောက်မှုမရှိသေးပါဘူးလိုအပ်ချက်ကလေးတွေအဲ့လောက်ကြီးတော့ဟိုအဓိကတော့မီးမှန်ဖို့နဲ့အဲ charging station မှာညံ့ညလေးလုံနိုင်ပြီးမယ်တော်တော်လေးလုံလောက်နေပါပြီဒီမှာတကယ်တကယ်အကိုပြောဖို့အရာဆိုရင်အင်းမီးအားရဲ့လိုအပ်ချက်နဲ့စီအားရဲ့လိုအပ်ချက်ပေါ့ ဘရပို့လွယ်မလဲပဲကျွန်တော်တို့စဉ်းစားအောင်ပေါ့။စီရဲ့တင်သွင်းတဲ့ခါကျရင်ဒေါ်လာပို့ထွက်မယ်နေပေါ့။နောက်တစ်ခုက EB ရဲ့သုံးဆွဲတဲ့လူတွေနဲ့ကဟိုဂရိကာတက်တာလေပေါ့။ကျွန်တော်တို့က EB လို့ပြောနိုင်လူတွေက322စဉ်းစားဘာမစဉ်းစားကိုဖုန်းကိုင်တဲ့ဖုန်းနဲ့ပဲစဉ်းစားအောင်။ EB ကားဒီဘက်ထရီနဲ့သွားတာဖုန်းဒီလည်းဘက်ထရီပဲ။ EV ကမော်တာနဲ့လေတာဘိန်းတွေဖုန်းကြတော့ကျွန်တော်တို့ကအသွင်းတဲ့နေရာမှာအကူရဲ့တဏီတာ၃တလောက်ကိုကုန်ကန်ကြီးချင်ပြန်အသွင်းတာကားလည်းဒီတိုင်းပဲအကူတဏီကိုသွားတဲ့အခါမှာဘက်ထရီချာဂျင်မှာ10%လျှော့တော့လား20%လျှော့တော့လားပြန်လာတဲ့အခါကျရင်အိမ်မှာအသွင်းထားလိုက်ရင်သူ့အနုဖြစ်ရတဲ့အချိန်ကတူတောင်းပါတယ် level 2နဲ့ဖြစ်ရင်ပေါ့ level 1နဲ့ဆိုတော့ကြာပြီပေါ့ level 2နဲ့7 kW နဲ့တွင်းလိုက်ရင်တော့ဒါနည်းနည်းလေးအိမ်မှာလည်းကိုယ်ပိုင်အိမ်မှာလည်းတွင်းလို့ရပါတယ် ဆိုတော့နောက်တစ်ခုကဖုန်းကအင်တာနက်အင်တာနက်တော့ရင်ပို့ပြီးတော့ဘက်ထရီကျလွယ်တယ်လို့အရာကုန်လေးဖွင့်ပြီးတော့လီဘာကိုမြန်မြန် EV ကားမှာလီဘာကိုမြန်မြန်တင်ပြီးမောင်းမယ်ဆိုရင်လည်း၁00မောင်းတာနဲ့၁80 130မောင်းတာနဲ့ဘက်ထရီကျတဲ့နှုတ်မတူပါဘူးအဲ့ပုံမှာပို့ပြီးတော့အားကုန်လေးစီလိုပါပဲအတူတူပါပဲတက်ရောက်မှုကတော့အတူတူပဲအဲ့ဒါကြောင့်မလို့ battery rate ဘယ်လောက်များများ အမြန်လမ်းပေါ်မှာမောင်းတဲ့ခါကျရင်ကီလို100နဲ့မောင်းနေဆိုနှီးပြီးတော့ရောက်တယ်လို့မရအောင်အာခင်ဗျားပြောတယ်နှီးပြီးတော့ရောက်တယ်မောင်းကြည့်တော့130မောင်းမှာဘယ်လိုမှမရောက်ဘူးလမ်းမှာအဖြစ်ရတယ်ဒါတွေကလည်းမောင်းတဲ့လူနဲ့ပဲတက်ဆိုင်တာပေါ့အဲ့တော့နောက်ကျွန်တော်သိနေတဲ့တကူက EV ကကျွန်တော်ဝယ်လိုက်ပေါ့နော်ပြန်ရောင်းမယ်ဆိုတပတ်ရေးဈေးကွက်ရှိလားအခြေအနေကောင်းရလားဘယ်လိုကြည့်လဲဝယ်ယူတဲ့ brand ပေါ်မှာတော့မူတည်တာပေါ့နောက်ပြီးတော့ရောင်းချတဲ့နေရာဒေသပေါ်လည်းမူတည်တာပေါ့ ဟိုဥပမာတချို့လူတွေကတော့ရောင်းနေပြန်မဝယ်တာရှိတယ်တချို့ကုမ္ပဏီကတော့ရောင်းလဲရောင်းနေပြန်လဲဝယ်တယ်လဲထက်လဲလုပ်ပြီးတာရှိတယ်ဒီပုံမှာမူတည်တယ်သုံးဆွဲတဲ့ brand ပုံမှာလည်းမူတည်တယ် after sale ကတော့အခုအချိန်မှာ EV မှာတော်တော်လက်ခံနေပါပြီ after sale မှာလည်းလွဲပါတယ်အခု CV ပြန်ရောင်းခြင်းတဲ့ခါမှာလည်းဝယ်ပဲသူကအဆင်နဲ့ရှိပါပဲ EV ကတော့သုံးဆွဲပြီးရင်တော့အရင်ပြန်မရနိုင်ပါဘူးဟိုအရှုံးမရှိပါဘူး လောဆယ် EV မှာလည်းကီလိုလျှော့တဲ့ပြဿနာမရှိဘူးစီကားမှာလည်းကီလိုလျှော့တဲ့ပြဿနာရှိတာဒီကီလိုမီတာလိုက်ကိုဘယ်လောက်သုံးဆွဲပြီးလိုက်သုံးဆွဲမှုတွေအလိုက်ကိုစိတ်နှုံးတစ်ခုကတော့ရော့ကြအောင်ဆိုတော့အတစ်ဈေးတစ်ခုဝယ်ပြီးသွားရင်အတစ်ဈေးလိုက်တော့ရင်အတစ်ဈေးလိုက်အောင်ရင်လူတွေကအတစ်ပဲဝယ်သွားမှာပေါ့ဆိုတော့သူ့ရဲ့ကီလိုမီလိုက်သူ့ရဲ့နှစ်ပတ်အလိုက်ကိုစိတ်နှုံးကိုရှော့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 ပြီးရောင်းမယ်ဆိုရင်တော့သူ့အမျိုးအစားလိုက်ကိုဝယ်မှုလေးလူတွေရှိပါတယ်အဖာဈေးစပါပြီးမှလည်းလွယ်အဖာဈေးမှလည်းလွယ်ပါတယ်ပေါ့ တလောက်ကြီးခက်ခဲတဲ့အပိုင်းဒီမို့ပေါ့အဲ့လောက်ကြီးကြီးအဖြစ် EV ကားတွေတော်တော်များများလက်ခံနိုင်ပြီလို့သုံးသပ်လို့ရပါတယ်။ဟိုဆက်ပြောလို့ after see ကကောင်းတယ်ဆိုတော့ကျွန်တော်တခါကြရင်ကြားရတာပေါ့ EV mountain တွေစီကဒီဘာခေါ်လဲ software ပြဿနာ software ပြဿနာတက်တယ်ဆိုတော့အဲ့ဒါရောအပြင်မှာလုပ်လို့ရလားအဲ့ကုမ္ပဏီကပဲလုပ်ပေးတာလားအဲ့ဒါရောအဆင်ပြေလားသက်ဆိုင်ရာတင်သွင်းတဲ့ brand brand alike ဲ့ကုမ္ပဏီကနေပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရတဲ့အပိုင်းတွေရှိပါတယ်ဆိုတော့ဒါကတော့ brand နဲ့တင်သွင်းတဲ့ကုမ္ပဏီပေါ်မှာမူတည်ပါတယ်ဟိုလိုအပ်ချက်ရှိရင်ရှိသလို software update လုပ်ပေးတာလုပ်ပြီးတော့တွေ့တာတွေလည်းရှိသလိုဟိုအခက်အခဲရှိနေတဲ့အပိုင်းတွေရှိတာပေါ့ဒါကတော့သုံးဆွဲတဲ့လူတွေအနေနဲ့ရှိတဲ့ပြဿနာအခက်အခဲတွေကိုသက်ဆိုင်ရာကုမ္ပဏီကိုတွားပြီးတော့ဟိုတင်ပြပြီးတော့လုတ်ခိုင်းဖို့ပဲလိုတာပါဟိုဒါတော့နိုင်ငံတော်ကနေပြောပြီးသား ်တင်သွင်းတဲ့အခါမှာသုံးဆွဲတဲ့လူတွေအဆင်ပြေချော့မို့ဖို့တင်သွင်းတဲ့ကုမ္ပဏီပေါ်မှာတာဝန်ရှိတယ်လို့ပြောပြစားပါအဲ့ဒါကြောင့်မလို့တင်သွင်းတဲ့ကုမ္ပဏီအနေနဲ့ after sales service ကိုတခါတည်းကြက်ကြက်မက်မက်လုတ်ခိုင်းထားတာပါဘူးနော်ဟိုရှိပန်းဆံပြောခဲ့တယ်မှာတကူးစိတ်ဝင်စားတာပေါ့နော်ကာအဲ့လိုတယောက်ချင်းဝယ်တာမဟုတ်ပဲねလူတွေကရင်းနှီးမြှုပ်နှံရင်လို့ဖြစ်ဖြစ်ဝယ်ကြဟိုမှာခြံဝင်းတကူတဲ့တော့အနည်းဆုံး20 အစည်းပေါင်း20 30ထည့်တာဆိုအဲ့မှာဟိုကားစည်းကွက်မှာလဲအဲဝယ်ရောင်းလက်ကြီးဝယ်ရောင်းနေပေါ့အဲသူတို့ကဝယ်ကစားတယ်ဆိုအတန်နေလဲမျိုးစုံထွက်ရတယ်ဆက်နောက်အဲ့မှာဟိုဗားရရှိလဲဆိုတော့အတက်ကြလေကိုသူတို့ကဆိုရင်ကြမယ်ဆိုပြီးတော့ဝိုးမယ်ပြန်တော့မာဝါးစီတက်ဝါးစီဟာမင်းတို့ကလည်းကုတမျိုးတော့ကြတမျိုးကွာပါညာနဲ့ ဆိုတော့အတက်ကြနည်းနည်းကျန်းနာမျိုးကလည်းကားစီးကွက်ကလည်းရှိနေပြန်အောင်ဆိုဆရာသုံးတာပဲပေါ့အဲ့ဒါကိုဘာဖြစ်လို့ပြရလဲအဲ့ဒါကိုနည်းနည်းကနန်းငင်အောင်ပေါ့ဘယ်လိုလုပ်ရင်တင့်တော်မလဲအဲ့ဒါလေးလည်းသုံးတာပဲပေါ့